အပယ်ကျသွားတဲ့လူတယောက်ကနော်လူဘဝပြန်ရဖို့ကမဖြစ်နိုင်ဘူးအရင်ခင်းရင်လည်းဘာဖြစ်လို့လဲဆိုတော့တိတိဆန်ဘဝမှာငရဲသားဘဝမှာကုသိုလ်လုပ်ခွင့်မရှိဘူးအကုသိုလ်လုပ်ခွင့်မရှိတယ်အဲ့တော့အကုသိုလ်ပြီးရင်အကုသိုလ်အကုသိုလ်ပြီးရင်အကုသိုလ်ဆိုတော့သူ့တက်ကမျောနှင်းချက်အတော်တော်နည်းသွားတယ်ရထုံတော့ပြီးတော့မှသင်ဖို့တယ်ပြီးတော့မှတဲ့မှာအာသနကံဆိုတာရှိတယ်အာစိနကံဆိုတာရှိတယ်အဲ့တော့တိတိဆန်ဘဝမှာသူ့တက်အာစိနကံအကုသိုလ်ပဲသူ့တက်အာသနကံအကုသိုလ်ပဲ ူတွေလူဖြစ်ဖို့ chance ကအရနဲ့သွားတယ်။ဘာကံကြောင့်လူဖြစ်နေတယ်လဲဆိုရင်သူမှာအပရာပရိယဝေဒနည်းကံလို့ခေါ်တယ်။ဒီတိရစ္ဆာန်ဘဝကိုမရောက်ခင်ပိတ္တာဘဝကိုမရောက်ခင်ငရဲကိုမကြားခင်မှာလုတ်ခဲ့ဘူးတဲ့။ကုသိုလ်တစ်ခုခုကဝင်ပြီးအကျိုးပေးမှသာသူလူဘဝပြန်ရောက်နိုင်တယ်။ဟုတ်လား။သူတိရစ္ဆာန်ဘဝမှာသူကြီးနိုင်ငယ်ချင်းတက်ဖြတ်မယ်စားတော့မယ်ဟုတ်လား။အဲ့တော့အဲ့ဒီအကုသိုလ်ကြောင့်တင်းငဲပြန်ကြမယ်ဟုတ်လား။အဲဒီကငရဲသားဘဝမှာလည်းအာဟုတုတွေထပ်ဖြစ်တဲ့တိရိစ္ဆာန်ဘဝမှာအာဟုတုထပ်လို့ပြန်ကြတယ်ဆိုတော့ဒီဘဝနဲ့ရုံးကန်ထွက်မြောက်ဖို့ဆိုတော့မလွယ်တော့ဘူး ူတော်ကောင်းတိရစ္ဆာန်အလွန်ချားပါတယ်နော်တိလာထိုင်းတဲ့တိရစ္ဆာန်အလွန်ချားတယ်တက်ကြမယ်ဖြတ်ကြမယ်ဆိုတဲ့တိရစ္ဆာန်များတယ်နှိမ့်ဆက်မယ်ဆိုတဲ့ဟာတွေကများတယ်အဲကြောင့်မြတ်စွာဘုရားကအပယ်ဘဝကိုရောက်ပြီဆိုလို့ရှိရင်နော်လူဘဝကိုပြန်ထွက်ဖို့မလွယ်ဘူးဆိုတာဒီအာတန္တကံအာစိန်ကံနဲ့ဆိုင်တယ်သူတို့လုံနေကြတဏိတာလုံနေတဲ့ကံတဘွားလုံးလုံနေတဲ့ကံတွေအကုသိုလ်ရေးကြည့်ပဲအဲ့တော့ဒီအကုသိုလ်တွေကသူ့ကိုအကျိုးပေးမယ်သာဆိုရင်သူတို့ကပြန်မလွတ်နိုင်တော့ဘူးလေအဲ့တော့ငရဲကြပြင်းကြတိရစ္ဆာန်ဖြစ်ဖြစ်ဖြစ်နေငရဲနဲ့တိရစ္ဆာန်တိရစ္ဆာန်နဲ့ငရဲပိတ်တာဒီ၃ခုကိုလဲထွက်နေတာပဲ ။ဒါကြောင့်မြတ်စွာဘုရားကလူဘဝရဖို့အလွန်ခိုင်းရတယ်နော်။အဲကြောင့်လူဘဝမှာတမဏိတွေပဲအသက်ရှင်ရရှင်ရအကျိုးရှိရှိနေတဲ့နဲ့လုံးတဲ့နဲ့လို့ပြောပြတာ။အဲကြောင့်လူတွေကလူဘဝလွယ်လွယ်ရတယ်ထင်ပြီးတော့အလွယ်တကူအသက်ကိုသိရှင်နေကြတာလည်းမဟုတ်မသိရအောင်ဘလောက်ပဲဒုက္ခတွေရောက်ရောက်ဒုက္ခတွေကအချိန်တိုင်းတာတစ်ခုပဲပြီးကျော်သွားမှာပဲ။ဒါလေးကိုသိခံပြီးတော့ကိုယ့်လူဘဝကိုတန်ဖိုးကြည့်အောင်သုံးချရမှာနော်။အဲဒါလူဘဝတန်ဖိုးကြုံအောင်ပြောပြတာနည်းနည်း။